ဒေါ်လာစီးတွေတက်တယ်၊ရွှေစီးတွေတက်တယ်ဆိုရင်ဒိုင်း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 ဆိုဟိုကဒေါ်လာစီးကတက်တယ်တော့အတန်မကြသေးဘူး။သူတို့ကကုန်စင်းတော့ဒိုင်းဆိုတက်သွားပြီ။နော်။အခုဒေါ်လာစီးတွေကျတယ်၊ရွှေစီးတွေကျတယ်ဆိုရင်သူတို့ကဘလို့လဲဆိုတော့အတက်စီးနဲ့ဝယ်ထားလို့တဲ့ချလို့မရဘူးတဲ့။ဖမ်းပေးပါဗျို။ဖမ်းပေးပါဖမ်းပေးပါ။နော်။ကျမတို့ပြည်သူတွေကနာဘက်ကကြီးပဲ။နော်။ဆိုတော့လေတက်တော့ကကြတော့ က်ထဲမှာပစ္စည်းရှိသေးရဲ့လေဝင်မမဝင်ရသေးတာဟုတ်တယ်လားဝင်မမဝင်ရသေးတာကိုအဲ့ဒါကိုဖမ်းတပ်လိုက်တယ်နော်ဟောကြပြီလဲဆိုလဲဆိုတော့တက်စီနဲ့ဝင်ထားလို့တဲ့ချလို့မရဘူးတဲ့နောက်တစ်ခေါက်ထပ်ပြောမယ်ဖမ်းပေးပါဗျို့အဲ့လိုကုံတယ်မျိုးတွေနော်ဖမ်းပေးပါဘာဖြစ်လို့လဲဆိုတော့လေကျမတို့ပြည်သူကအမြင်နဲ့ခံပတ်ကကြီးပဲနော်တကယ်ကိုဝိသမလောဘကုံတယ်တွေဖမ်းပေးပါလူစုံးတွေကိုနော် ဟိုပြည်သူတွေမှလည်းအမြဲတမ်းပဲအမြဲတမ်းပဲတို့လုံးတဲ့မြောက်ခံရတယ်တက်ချင်းတက်သွားတာအခုတက်ပြီးရင်ဘယ်တော့မှပြန်မစင်းတော့ဘူးတို့ကအတက်မှပဲตายရသွားပြီเนาะပြန်ချပြီးတော့လေပြန်စင်းပြီးတော့လေစင်းမှုတော့ဟုတ်လားเนาะအဲ့တော့ဖမ်းပေးပါဗျို့အဲ့လိုကုန်တယ်တွေအဲ့လိုလုပ်ငန်းရှင်တွေကိုဖမ်းပေးပါအေးအေးယူပေးပါထိထိရောက်ရောက်လုပ်ပေးပါเนาะ